မင်္ဂလာပါရှင်အခုတခါဖတ်ပြပေးမယ့်ဝိထုတိုလေးကတော့ဆရာတန်လွင်ကိုမော်လမြရင်မိုးတက်မုံတိုင်းဆိုတဲ့ဝိထုတိုလေးပဲဖြစ်ပါတယ်နားဆင်ကြပါအောင်ရှင် တလောကလုံးအမောင်ကျသွားသည့်အခါရှိသမျှအတားစီကြတူဝေတိုက်ခတ်နေသောလေသည်ဒေါသပြင်းနေသောတရဝတကောင်ဤမန်ဖီတံမျိုးဖြင့်ရုတ်တရက်အားကောင်းလာခဲ့သည်ရှင်ခွက်တရက်ရွက်ကိုအရင်နှင့်အပြားတစ်ဖက်စီမှထဝဲတီတီဆုပ်ဖြဲ၍အလဲနေရကဒုတ်ချောင်းဖြင့်ထိုးကလေသိင်ရသို့ဆန်တန်းပေးထားသောတပြက်ပြက်လေနေသည့်ဆက်ကြရွက်ကလေးသည် လေပြင်းနှင့်အတူအဝေးသို့လွင့်ပါသွားသည် တိုးငယ်သည်စော့ပြေးနေသောခြေလမ်းများကိုရက်တန်းလိုက်မိသည်ထော်တင်မီတို့ခြံတော့ကတည့်ရပင်ကြီးသည်ကြောက်เสียကောင်းလောက်အောင်တဝုံဝုံလှုပ်ခါနေသည်ခနေ့တော့တည့်ရသည့်အတော်ကောက်ရမှာပဲဟု သူ့ဘာသာတွေ့ရင်တိုးငယ်ကြိတ်ဝမ်းသာနေသည် အတွေ့မဆုံးခင်ဝုံကနေအတန်နှင့်အတူ ထိုတည့်ရပင်ကြီးသည် ပုံပြက်ပန်းပြက်လဲပြူကျသွားသည်တရပင်အိုကြီးသည်အိမ်နှင့်မလွတ်ဘဲခေါင်းရင်းဘက်ခြံမှပြီးကြနေသည်အိမ်ပေါ်မှဒေါ်တင်မီနှင့်ကလေးတစ်တိုက်သည် ကြောင်လန့်တကြားပြည်စင်လာကြသည်အခြေအနေသည် ရုတ်တရက်ပြောင်းလဲသွားခဲ့သည်အယံမျက်နှာအနှံမှ နောက်ထပ်အော်ဟစ်သံများထွက်ပေါ်လာသည် သူတို့သည်တစုံတရာကိုမြည်တမ်းတိုင်တယ်လျက်ဟိုမှသည်မှပြေးလွှားနေကြသည်လေမုန်တိုင်းတိုက်ပြီးဟင်မုန်တိုင်းဝင်ပြီးပြေးကြလွတ်တဲ့နေရာ ပြေးကြဟူသောအသံများကို မတည်မကွဲကြာနေရသည် တူငယ်သည်ဘာလို့ရမယ်မှန်းမသိကြောင်အားစွာနေရမှာရက်နေမိစဉ် ပြေးလွှာရင် သူ့ကိုဝင်တိုက်သွားမိတော့လူတယောက်ကအော်ပြောသွားခဲ့သည်။ဟေ့တွန်းငယ်ဘာရဲ့လုံနေရလဲဟိုမှာမင်းတို့အိမ်ထိုလူဤအတန်သည်လေပြင်းတိုက်ခတ်တဲ့အောက်တွင်တိုးလျားပြက်ွယ်သွားသည်။အိမ်ဟုတစုံတစားကြားလိုက်ရသည်နှင့်သူ့ခြေပြလက်ပြများဤဆက်လာသည်။ထိုစဉ်သွပြတစ်ချက်သည်တတိုင်းတိုင်းလှောက်ခါနေပြီးနောက်အိမ်ခေါင်းမှာပြုတ်ထွက်ကလမ်းမပေါ်သို့လွင်ကျသွားသည်။ တိုးငယ်သည်ကြောက်လန့်တုံရင်နေသည့်ညီဖြစ်သူကိုဆွေခနဲပွေချေလိုက်ခါတဟုံထိုးပြေးလာခဲ့သည်မညီမညာဖြစ်နေသောရွှွန်ခဲတုံများအပေါ်မှ ခုံပေါက်ကျော်လွှားလာခဲ့သည်အိမ်နှင့်အတော်လှမ်းနေသည်သည်ဟုသိတော်လဲမိခင်ဤငိုညီတန်ကိုကြားနေရသလိုလိုသူစိတ်ထဲမှာထင်သည်ရက်ွက်အောင်ပိုင်းမှာပြေးတက်လာသူတချို့သည် လေပွေတခုလိုပြာပန်းခန့်နေသောတိုးငယ်ကိုလှဲ့ပြန်ကြည့်ကတီတိုးရေရွတ်သွားကြသည် ဘာမှမသိကြသေးပါပဲမကောင်းသောတစုံတရာကိုအလိုလိုရိတ်စားမိကတူငယ်ဆိုရင်ဝမ်းနေလာသည် ပြီးနောက်မသိကြပါလျက်ထိုစိတ်ပူပန်မှုတန်ကို ကြာကြာမခံနိုင်ချပဲကလေးပီပီမျက်ရည်များပြည့်လျံစီကြလာတော့သည် နောက်ကျောမှတသိမ့်သိမ့်တုံရင်နေသည့်အထီးအတွေ့ကိုတူငယ်ခံစားနေရသည်သို့တော်ညီဖြစ်သူကိုချော့မြူရန်တတိမရ သူသည်မြေပြင်တွင်ပြပြဝန်နေသောအိမ်ကိုမျက်လုံးပြူးများဖြင့်အံ့ဩဝမ်းနည်းစွာငေးမောနေသည်စီယိုမရှိသောမြေကွက်လက်အလဲတွင်အိမ်သည် အခင်အကာအမိုးဟူ၍ခွဲခြားမရတော့လောက်အောင် အစိမ့်စိမ့်အမောမောဖြစ်နေခဲ့ပြီးဒေသအယူအရစိုက်ထူအပ်သော အိမ်တိုင်း၁၇တိုင်းတွင်နောက်ဖေးသုံးတိုင်းသာ အကြီးတန်းစွာတဝက်တစ်ပြက်ကျန်ရင်သည်လွန်ခဲ့သောသတင်းပတ်ကမှမိုးအမိအစ်စ်လဲထားခဲ့သောဒဏိပတ်များသည့်အပိုင်းပိုင်းပြက်ပြက်ကြီးမွားက လေထဲတွင်လွင်မျောနေသည်မြင်ကွင်းသည်ရှုပြောခြင်းစပွဲမရှိခဲ့ပြီးခိုးလုံးနေထိုင်ရာအိမ်ကို ဆုံးရှုံးရပြီးဟုအတွေးဝင်လာသည်နှင့်တူးငယ်ဝမ်းနေစွာရှိုက်ငုံမိတော်သည်မြေဟင်းလင်းပြင်တွင်ကြောက်ရွံ့ပါမှထီထီရက်နေသောဖာခင်သည်တာနှစ်ယောက်ရှိရာသို့လှမ်းလာက ပွေဖန်နှစ်သိမ့်ဖို့အာရင်ရှိပုံမရခြင်းသူသည်လည်းตาများနေသူအံ့ဩမှိုင်တွင်နေခဲ့သည်ဖခင်သည်လဲပြူကြနေသည့်အိမ်၏အစိတ်အပိုင်းများကြားမှာ ထိုးထွက်နေသောဓမ္မရှိ၏လက်ကင်ယူကိုအန်ကျိတ်ခါလှမ်းကြည့်နေသည်လေမုံတိုင်းမလာမီအရာရာကိုအသင်ပြင်ထားခဲ့သည်ထို့အတွက်ဇနီးကစိုးရင်တယံကိုဟူရည်သွမ်းတွေ့ခဲ့သည်မိုးဦးကြမှုပါတော်ရင်နှစ်တိုင်းဒီလိုကြုံနေကြပဲကိုဟူခပ်ပေါ်ပေါ်စုကသူယုံကြည်မှုအတိုင်းရိုးရှိဓမ္မကိုအိမ်ဦးကြမ်းချနိုင်ပြောင်းပြန်ထိုးစိုက်ထားလိုက်သေးသည်ယခုမူလေမုံတိုင်းသည်ပမာမခန့်ပြုကအရာအလုံးကိုဖြိုလဲသွားခဲ့သည် မုံတိုင်းဤအာကိုထိုးခွဲပြက်လိုက်နိုင်ကြီးဟုယုံကြည်ထားသောထိုဓမ္မသည်ကျိုးကြည်ပျက်စီးသွားသောအင်္ဂလိနှင့်အတူမြေတွင်ပုံချနေခဲ့ပြီးမျှော်လင့်မထားသဖြင့်အံ့ဩတုန်လှုပ်နေသော သူဇနီးကို အပြစ်မတင်ရတော့အန္တရာယ်ကင်းစွာနှစ်စဉ်ကြော်ဖြတ်ခဲ့မြဲဖြစ်သောမူတန်မုံတိုင်းများကိုစိုးရင်ကြောင်းလန့်ရကောင်းမှန်းမသိလေသည်မှာဒီနယ်ကလူတို့ဤတဘာဝအသက်ဘေးကိုလုံခြုံစေဖို့ထက် တည်နှံဆိုင်ခင်းများမပြည့်စည်အောင်စုတောင်းတက်ရုံအသိရှိသည့်ထိုလူတို့ရဲ့တွင်ဇန်နီးတဲ့လဲထိတ်ဆုံးကားပါသည်။နှွေကုံပြီးသည်နှင့်မုံတိုင်းတရေများကိုခက်စိတ်စိတ်ကြားလာရသည့်အတိုင်းခါတိုင်းနှစ်တွေလိုပဲပေါ်ဟုအဘူအဘင်မရှိဆိုနေခဲ့ကြသည်။သို့သော လေမုံတိုင်းသည်ယမန်နှင်းများထက်စော်စီစွာဝင်ရောက်လာပြီးမြင်မြင်သမျှကိုမှုန်နှောက်ဖြစ်စည်းသွားခဲ့တာဖြစ်သည်။ မောပေါ်အော်တန်ပေးကဝင်ရောက်လာခဲ့သောမိုးတန်မုန်တိုင်းကိုမြင်ပါလျက်ဇနီးသည်အင်းရှိကပြင်တွင် ဖြာအယက်မပြတ်ခဲ့ပြီးခယူနာကြည်သောဘုရားရှင်ကို အခါခါမြည်တာလျက်ကမုန်တိုင်းအားမရှောင်မလွှဲရင်ဆိုင်ရန် သူမတွင်တတိရှိခဲ့ပုံရသည်သူသည်ဆင်ကျင်မှုနည်းသောဇနီးကိုတောသားဖြင့်ဆင်ခဲ့တော်လီအိမ်ပေါ်ကဆင်ခဲ့တော်ဟုအတင်းဆွဲခေါ်ခဲ့ရသည် မျက်စိရှိမှ နေအိမ်တစ်ပင်တို့တခဏအတွင်းရန်ခါပြိုလဲသွားသည့်အခါဇနီးသည် သူမဟုတ်သည့်နှင့်တွေ့ပြတ်တုန်လုံးနေသည် သူလည်းထိုနီတူသေနုတ်သည်ဆိုတော့ညာအိမ်ကို သူချွေသွေးများဖြင့်စူးစားတိဆောက်ယူခဲ့ရတာဖြစ်သည်ဘိုးဘွားဆွေမျိုးတို့ကအလိုမရှိသဖြင့်စွန့်ပစ်ထားခဲ့သောမြေရိုင်းကွက်လက်ကိုဇနီးနှင့်အတူ ရှင်းလင်းယူခဲ့ရသည်ပထမဦးစွာ ရှေးလူကြီးတို့၏အဆိုအရ အိမ်တိုင်းဆက်တတိုင်းကိုခက်ခက်ခဲခဲရှာပွေယူရသည်စေတနာရှိသူတို့ဖုတ်ထွင်ခွင့်ပြုပေးခဲ့ရာပထောက်ပင်သားများကိုအိမ်ဤတိုင်းရမထုတ်တမ်းများလုပ်ခဲ့ရသည်အလေးကြပေါက်ရောက်သည့်ဝါတော်များတွေကရင့်မှန်သောဝါပိုးသားများကိုခွဲယူလျက်ကြံကင်းကိုဖွဲ့ယူသည် အပေါက်အပြဲအနေငယ်ပါသောထရန်ဖြင့်အိမ်ကိုကာရန်ပြီးခြံထဲကတနီးလက်များသည့်အိမ်ဤအမိုးဖြစ်လာသည်ထို့သောအင်္ဂလိပ်မှာနှစ်ပေါင်းများစွာနေထိုင်ခဲ့ကြသည် ဘဝရဲသူကံအကြောင်းတိုက်ဆိုင်စွာဝင်ရောက်လာကြသောသားနှစ်ယောက်သည်ဒီအိမ်မှာကြည်ပြင်းခဲ့ကြသည်။ရာသီအလီလီကြသောကျဲတပွင့်စားထင်းရန်ပေါင်းများ လာရန်ကိုမြင်နိုင်သည့်အမိုးအပေါင်းများကြံကင်းဤတုံခါမြည်တွန်သံများစသဖြင့်ယိုယွင်းလာခဲ့တော်လဲအိမ်သည်နေနေညဤတလဲစီတိုက်စားခံနေရသောဘဝများကိုပွေဖက်ထံပိုးပေးထားမြဲသာဖြစ်သည်။ ဟိုးသက်မုံတိုင်းမကြမီကြိုတင်ပြင်ဆင်ထားခဲ့သဖြင့်တင့်တက်သည့်အဝတ်အစားများစံနှင့်စားစရာအချို့ထည့်ထားသောတစ်တာတစ်လုံးသာသူတို့မှကြံရည်သည်ပြိုလဲပျက်စီးသွားသည့်အိမ်မှအပါပိုင်ဆိုင်သည်များသည်ထိုများသာဖြစ်သည် သူရင်ထဲတွင်ဆုံရှုံမှုဖြင့်လှည့်ဟားနေသည်ပြန်တိဆောက်ယူနိုင်ဖို့လွယ်ပါတော့မလားမြကြီးနှင့်တသားတည်းနေကြနေသောဘဝတွင်လွယ်လွယ်ရနိုင်သည့်အရာဟုသည်တခုမှမရှိခဲ့သည်ပင် နှင်းများစွာနွားတကောင်နှင့်မချရုံးကန်နေခဲ့ရသော ခန္ဓာကိုယ်ကမူလွယ်လွယ်ကူကူမောပန်းနာကျင်တက်ခဲ့ပြီးသည်လေသည် သူ့ကိုတစ်ချက်ပုတ်တက်၍လောင်ပြောင်ရီမောကရှဲကနေထွက်ပြေးသွားသည် မုန်တိုင်းပြီးသွားတော့လဲအရာရာသည် သူ့နှကိုအတိုင်းပြန်မဖြစ်တော့အိမ်နှင့်အတူလဲပြူကျသွားသည်မှာမျော်လင့်ချက်တစ်ခုအတွက်ခိုင်ကြည့်နေခဲ့သော စိတ်ဓာတ်ဖြစ်သည်ထို့အတွက်သူစိုးရိမ်နေမိသည် မကြမီမူးလာတော့မည် ကြည်ကြည်မာမာမဟုတ်သည့်တိုင်ခိုင်ခိုင်ခန့်ခန့်အိမ်တလုံးကိုအ мян ပြန်ဆောင်ပြလိမ့်မည်အိမ်တိုင်းဆက်တတိုင်းပြည့်ခြင်းမှပြည့်လိမ့်မည်သို့သော အမိုးအကာသည်လုံခြုံရပေလိမ့်မည်လွန်ခဲ့သောသတင်းဘက်ကမှပေါက်ပြဲနေသောအမိုးကိုတနီးဘက်များဖြင့်အသစ်လဲထားခဲ့သည်အိမ်မိုးရန်ဇနီးနှင့်သူဆန္ဒရှိခဲ့သည့်အတိုင်းပုံမှန်ချစ်ကုပ်စုဆောင်နေသည့်ငွေစအနေငယ်ထဲမှဖဲ့ယူထားခဲ့ရသည်အခုအလဟတ်တက်ဖြစ်ခဲ့ရပြီ။ ။နှမျောနေုံကလည်း၍ဘာမှမတန်နိုင်။ကံတရားသည်ရက်စံလာကြီး။ခေါင်းတလားကိုထမ်းလျက်ကြည်စီတံပေးက တွေ့၍သွားကြသောအာသူပါဒံသည်ပင်ဒီများလောက်အနိဋာယုံမကြဟုသူထင်သည်။အပူအေးအလင်းအမောင်းအဟောင်းအသည်စသည်ဘဝဖြစ်တည်မှု၏အတိုက်အမြုံပျက်စီးပြိုလဲခဲ့ပြီးဟူသည့်အသည့်သည်အရာအလုံးထက်ဝမ်းနေတုန်လှုံစရာသည်။ဇနီးသည်သူ့ထက်ပို၍ဝမ်းနေတုန်လှုံနေပေလိမ့်မည်။ ကြိုတင်မမျှော်လင့်ထားသူက သူမဖြစ်သည်ဆိုသည့်အတိုင်းဇနီးသည်မြေတွင်တစားသည့်ပုံကြနေသောအိမ်ကိုငေးကတသိမ့်သိမ့်ရှိုင်ကိုနေသည်ဆုံရှုံမှုအတွက်ယူကြုံမရနိုင်လောကအပြင်ဘက်ဒုက္ခဝေဒနာများမှခေတ္တလွမြောက်ရာဖြစ်သောဤအိမ်သည်အတ္တနှင့်ခန္ဓာရှင်သန်မိကိုစရာဘုံဘိမှန်ဖြစ်သည်ဘဝယတ္တိရေနှင့်ဆက်ဆိုင်သည့်ပฏิပခာများကို တူတူတိတ်တိတ်ညင်ခုံဖြည့်ရှင်းရာရှောင်လွဲမရသည့်လောကဒဏ်တရားကို ရီတလဲငိုတလဲရင်ဆိုင်ကြော်ဖြတ်ရာရင်နှင့်မချားမြင်လို့ရသည်သားတို့ကိုတေးဆူချော့သိရာအတိုင်မြုံလဲဖြစ်သည်ပြစ်စုံပန်နှင့်လွန်စွာမှနီးစပ်နေသေးသောအတိတ်ကိုပြန်တွေးရင် သူမ၏မျက်လုံးစုံမှမျက်ရည်များတပေါက်ပေါက်ကြာနေသည်လက်များသည်တဇက်ဇက်တုံရင်လျင်လေပြင်းကိုဖန်ဆင်းခဲ့သောနှဆူအားသူမညူညင်မိပါသည်သူမဘဝတစ်လျှောက်လုံးတွင်တီမြကြံတန်းခတ်ထန်သည့်လေမုန်တိုင်းကို ပထမဆုံးအကျဉ်းကြုံဘူးရလေခြင်းရခင်နှင်းများလိုပင် ရေကန်ထိတ်ကစိတ်ပန်းပင်ကြီးဆွေဆွေနီလာသည်နှင့် မကြမီမိုးတက်မုန်တိုင်းကြလာတော့မည်ကိုသူမှကြိုသိနေခဲ့သည်တားနှစ်ယောက်သည်လည်းမဲ့ဝင်းစာတည့်ရသည်များကိုချွေချမြည်မိုးတက်မုန်တိုင်းကိုစောင်းမျောနေခဲ့ကြသည်ဒီနေ့မနက်ကကောင်းကင်တွင်အုံဖွဲ့၍ငြိမ်နေသော တိန်ညိုမိန်လာများကိုသူမှတတိပြုမိသည်လေးတိုက်ပြီးသစ်ပင်များတရှဲရှဲမြည်လာသည့်နောက်တွင် တာနှစ်ယောက်သည်လင်းမြန်စွာပျောက်ွယ်သွားခဲ့သည် ထွေထွေဒူဒူဆိုရင်ကမတားမီခင်သို့သော လေပြင်းသည်ပို၍ကြံတန်းလာခဲ့သည်မြစ်ထဲသို့ကွန်ပြစ်ရန်ဆင်းသွားသောခင်မောသည်အပြေးတစ်ပိုင်းနှင့်အိမ်ပြန်ရောက်လာသည်အိမ်ရှိကပြင်တွင်ဖြာရက်နေမြဲဖြစ်တော်သူမကိုဆဲဆူချိန်မောင်းကအဝေးသို့ဆွဲခေါ်ချသွားသည်ထို့နောက်လေမုံတိုင်းသည် မခိုင်ခန့်သည့်အိမ်ကို မျက်စိရှိမှရင်ရရက်ဆက်ဆက်လဲဖြိုးပစ်ခဲ့သည် ရင်နာစွာငိုကြွေးနေုံမှပါဘာမှမတန်နိုင်ခင်တည့်ရသည့်ကောက်ထွက်သွားကြသောตาနှစ်ယောက်အတွက်လဲစိုးရိမ်ပူပန်ရသဖြင့်သူမမှလောင်ကျွမ်းอยู่မတက်ပင်တူးငယ်သည့်ညီဖြစ်သူကိုချီပိုးလျက်အိမ်သို့အန်ရဲကင်းစွာပြန်ရောက်လာတော့မှအပူမီးများကြမှသူမအသက်ရှူနိုင်ခဲ့သည် ကြည်နေစဉ်ตาတို့ဤဖြက်ခနဲမဲ့သွားသည့်နှကန်လွားများရေခနဲညှို့မောင်းသွားသည်မျက်လုံးများသည်သူမ၏ခြင်းကိုပို၍နာကျင်စေသည် လက်တွင်မြဲမြဲစုပ်ကိုင်ထားခဲ့သောပြစ်တိုင်းထောင်ရုပ်ကလေးကိုငုံကြည့်မိသည်။ကျက်စီတစည်းစာဝန်ဆန်းရုံမြအပေါက်ကလေးပါသည့်ရေသားရုပ်သည်စေးရောင်ပြေစာပြူနေခဲ့ပြီးအမှန်တကယ်ကထိုပြစ်တိုင်းထောင်ရုပ်ကလေးသည် သူမနှင့်ခင်မွန်းတယ်တို့ဤသားနှစ်ယောက်အတွက်ထားရှိသောစိတ်ကူးရင်မျှော်လင့်ချက်ဖြစ်သည်။လွန်ခဲ့သောသုံးနှစ်ကျော်ကဖျားပွဲစီမှာဝယ်ယူလာခဲ့သောစုဘူးကလေးတွေတွင်သူမတို့မျှော်လင့်ချက်ကို အကောင့်ထဲဖွင့်နိုင်စရာအရင်အနည်းများကိုတတ်နိုင်သမျှစုဆောင်းထားခဲ့ကြသည်။သူမသည်ဖျားရှိခိုးတိုင်းထိုစုဘူးကိုရင်ဝဲပိုက်ခါတပည့်တော်မတို့အကြံမလွဲမသွေ အထာမြောက်ရပါလို့ဤဖျားဟုညစဉ်မပြတ်တိုင်တင်ခဲ့သည်။ထို့အတွက်သူမတို့လွန်စွာချူချံချွေတာကြ၏။တန်ဖိုးအ ਨੇ စုံငွေဆက်ကူပင်ဖြစ်စေကြစ်ကြပါအောင်စုဆောင်ကြ၏။အိဆက်ချိန်မှအပါမနာမနေအလုံးလုံးကြ၏။သူမသည် သားတို့ကိုချော့သိပ်ပြီးညများမှာပင်ကြိုးစား၍ဖြားရက်သည်ပါလော်သည်ရက်မြင့်များရရန်အဆူအသွာထက်သောအနံထူမြရိုင်းပင်များကိုတက်လှခြင်းဖြားရသည် သူမ၏လက်ချောင်းများမှာသွေးဆိုးလျက်အယိုးအကြော်များသည်ကြိုက်ခဲနာခြင်းလျက်ခင်ပွန်းသည်လည်းထိုအတူမြေဆောင်နှင့်ပင် မြေပြင်ကလောက်ရအောင်ငါးများကိုရှာဖွေဖမ်းယူသည်ရှာရသည်များငါသူမတို့မစားခဲ့ကြပါဘူး ငါးသိန်းငါးနှုတ်တစ်ခေါင်ကိုလည်းပတ်စံဖြစ်စေရသည်။တားတို့အတွက်ဒီများထီလောဘရှိခဲ့ကြသည်။သူနှင့်တစ်နှစ်ပြီးတစ်နှစ်ကုန်ခဲ့သည်။စုဘူးရဲတွင်ငွေဆက်ကူများဘဲတော့မှပြည့်သည်မရှိခဲ့။တရွေ့ရွေ့ကြီးပြင်းလာခဲ့ကြသောတားနှစ်ယောက်ကိုကြည်ကသူမတို့ဇနီးမောင်နှံရင်မောခဲ့ကြရသည်။အခုတော့အိမ်မက်နှင့်ပို့လို့ပင်ဝေခဲ့ရခြင်းပြီ။ ကံကိုရိုးမဲ့ဖွဲ့ယုံသားတတ်နိုင်ပေသည်အယုတ်ကလေးတဲတွင်ငွေစားမြည်များစူးစောင်းနိုင်ခဲ့ပြီဆိုတာသိကြမသိအိမ်ပြိုခဲ့ပြီဆိုသည်နှင့်တင့်တင့်သောနေရာထိုင်ခင်းကိုထမ်းမှန်တိဆောက်ရန်တည်စုမှုကိုထုခွဲပြစ်လိုက်ဖို့သာရှိတော်သည်ထို့သောယုတ်တီတန်တွေ့မိသည်နှင့် သူမ၏အသက်ရှူသံများတိုးလျားလာခဲ့ရသည်အခုသားနှစ်ယောက်ကို ကြည်ပါဦးချီပိုးခံထားရသည့်ကြောပြင်ပေါ်တွင်တားငယ်သည့်ယုံတကောင်ပမာတဆက်ဆက်တုံရင်နေခဲ့သလို တူးငယ်ဤမျက်လုံးများသည်လည်းဖပြုတ်ကြည့်လို့ပြူးကျဲဆူဆူနေသည်မိခင်ကိုတလဲဖခင်ကိုတလဲငီးကတူးငယ်သည်မျက်ရည်များကြားလျက်ရှိသည်တိတက်ဆအရွယ်ပြီးပြီးမိဘနှစ်ပါးဤဒုက္ခအခက်ခဲများကို သူနားလေတနာနေသည် မိခင်နှင့်ဖခင်တို့သည် နေညမရွေးအလုပ်ကြိုးစားကြပုံစေကုတ်သူများဘမှာချိုးချံချွေတာကြပုံများကိုငယ်စဉ်ကတည်းကတွေ့ကြုံလာခဲ့ရသည် နေနှင့်အတူပါလာသောငိုဆိုင်တန်တဲတဲ့ကိုကြားရသည်မိခင်သည် စိတ်ကိုဖြေရှားနိုင်ပုံမရပေအပွင့်အရာဟူ၍ခွဲခြားမရနိုင်တော့လောက်အောင် မွေးပြနေသည့်အဝတ်ထဲတွင်ပါလက်လက်ခံလာသည်တနည်းပတ်များလို လွင့်ပါသွားတော်မည်ထင်ရသည်တွငယ်သည်မိခင်ကိုပြေး၍ဆွတ်ဖက်ထားလိုက်ခြင်းသည် သို့သော နေရာမှတလန်းများမရွှေနိုင်ခင်မိခင်နှင့်သူမ၏လက်ထဲကစူဘူးကလေးကိုသာငေးကာကြည်နေမိသည် ညစဉ်ညတိုင်းထိုစုဘူးကိုလှုပ်ခါ၍အတန်ကို နားထောင်ပြီးမှသူတို့အိယာဝင်လေးရှိကြသည်မြည်တံများသည်ခံစားချက်အမျိုးမျိုးကိုဖန်တီးပေးတတ်သည်တခါတရံမျော်လင့်ချက်ကိုအားကောင်းလာစေမည်ပျော်ရွှင်မှုကိုဖြစ်စေသည်ရံဖန်ရံကမူမပြေစုံနိုင်သည့်ဘဝ၏ချွေရင်းမှုများကိုတတိယစေသည်သို့သောဘယ်တော့မှအာမလျှော်ခဲ့ကြ နေသည့်အခါအကောင့်ထဲပေါ်လာမြင်မှန်းမသိသောအိမ်မက်ကိုစိတ်ကူးများဖြင့်အသေးစိတ်သူတို့ချဲမုံနေခဲ့ကြသည် မိခင်နှင့်ဖခင်သည်တာနေရောက်ကို ရှင်လောင်းငယ်များအဖြစ်မကြခဏမြင်ယောင်ကြည့်ကြသည်သူတို့မှာជីနူးပီတီစိတ်ရုတ်ဖိန်လျက်ပင်တင့်တင့်သောကိုဝဲပစိုးဥဆောင်ဆက်လွယ်များဖြင့်တာတို့ကိုဆင်ရင်ဖို့မိခင်ကကြံစီသည် မိမပြိုတို့သည်တာတို့ကိုချစ်စပွဲဖြစ်အောင်လိန်ကြံပေးကြလိမ့်မည် ဥစွာကာလာသားများအားသားတို့ကိုပွေချီထံပိုးစေလျက်เจ้าတော်တို့အရောက်ပို့မည်ဟုကြံကြားသည်သို့သောမိဘနှစ်ပါးကသားတို့ကိုတည်ထက်ပို့၍တင့်တယ်စေခြင်းကြားသည်အတွင်အလုံးဖန်လှ၍တန်မာသောမြင်းနှကောင်ကိုငှားရမ်းဖို့စဉ်းစားကြပြန်သည် ထို့အတွင်အဖို့အခါပဲ၍ပဲများရှိလိမ့်မည်ဟုကြိုတင်တွက်ဆထားနေသည်အိမ်မှเจ้าတော်တို့ထွက်ခွာရလမ်းတွင် မိခင်သည် သင်္ကန်းပရိခရာများကိုဥကောင်းထံရွယ်၍ ဖခင်ကရှင်လောင်းငယ်တို့ဤတပိတ်ကိုလွဲကလိုက်လိမ့်မည်တတ်နိုင်သည်မငွေကုံကြေးကြနေစီလို့ဒီအလျောင်းရှိပြီးသားခလလက်ဝတ်စုံကိုသာဝတ်ဆင်ရန်ဆုံးဖြတ်ထားခဲ့ကြသည် အပြုံးပီတိသည် အခြားအစဉ်တစားများထိုင်သူတို့ကို ပို့၍တောက်ပါနေစေလိမ့်မည်ဇေင်းနေငယ်ဖြင့်ငှားယူရနိုင်လျင်အတန်ချဲဆက်ကိုစိုက်ကားပေါ်တင်၍မမအီအီဘောဒီရွှေချောင်းကိုဖွင့်ခြင်းလာသေးသည် ចောင်းတော်သူရောက်ခရှင်လောင်းမဝဲကြရင်ကာလာသားများကိုမြေတာရက်ခံလို့တော့လေဖခင်ကပျော်ပျော်ရွှင်ရွှင်ရှိကြပါစေဟု ခွင့်ပြုလိုခဲ့သည်ပိတ်ဖြူစားကိုတဖက်စီကင်လျင် ရှင်လောင်းတို့ကိုစံချသည့်အခိုက်တွင်ကမိခင်သည်ဝမ်းသာအမျက်ရည်တွေ့တွေ့ကြမိကတေချာလှပေးသည်ဖုံးတော်ကြီးတို့ရှေးမောင်း၌တာသနာပေါင်းတို့သွတ်သွင်းပြီးသည့်အခါဝိယုံတော်သင်ကန်းတို့ဖြင့် ကြီးညိုတပ်ပဲစပွဲရှိလိမ့်မည်ဖြစ်သောသားရှင်ငယ်များကိုထီချင်း၅ပါးဖြင့်ရှစ်ခိုးဥချာခွင်ရပေးလိမ့်မည်။ယာယူပိုင်ဆိုင်ရန်ဘာကိုမျှလောဘမရှိခဲ့ကြသောမိဘနှစ်ပါးသည်ထိုအိမ်မက်အတွက်မူမျှော်လင့်ချက်ရှိခဲ့ပေသည်။ထို့အတွက်များစွာပေးဆက်ခဲ့ကြ၏။တိုးငယ်သည့်အေယာဝင်တိုင်းကြားရမည်ဖြစ်သော ထိုစိတ်ကူးပုံမြင်ကိုနားထောင်ပြီးမြင်းစီရွှေထီးဆောင်ရသော ရှင်လောင်းငယ်အဖြစ်သူ့ကိုယ်သူမြင်ရောင်ကအိမ်မက်မတက်သည်။ အိမ်မက်သည်လက်တွေ့တကယ်ဖြစ်လာရန်ဖရားတွင်အခါခါဆူတောင်းခဲ့ကြသည်။သူနှင့်ခြံတောင်းကညံပွင့်များသည်တုံးချိန်မကပွင့်ဖူးခဲ့ပြီးပြီ။ပြစ်တိုင်းတောင်စုဘူးရုပ်ပေါ်မှပြုံးနေသောမြင်ကွေသည်တဖြည်းဖြည်းမှုန်ဝါလာခဲ့ပြီ။သူတိုင်စုဘူးလေးကိုညစဉ်လှောက်ခါလျက်အတန်မမီတော့သည့်တနေ့ကိုစောင့်မျှော်နေကြစဉ်မျှော်လင့်ချက်သည်ဆက်လက်ခိုင်းပါစဉ်။ကြာဟောင်းခဲ့ပြီဖြစ်သောအိမ်မက်ကိုမှန်နေစဉ် အိန္ဒြေမဲ့ပြေးလွှားနေရမှာထွက်ပေါ်လာသောလေတံများမှာအပါ အရာရာတိတ်ဆိတ်ငြိမ်သန်းနေသည်လူတချို့ဤစိတ်နှလုံး၌မူအတိုင်းအဆမဲ့ပူလောင်ဆူညံလျင်မျောလင်းချက်သည်အိမ်ကလေးနှင့်အတူမြေပေါ်သို့အစိမ့်စိတ်အမွားမွားလဲပြိုကျသောပုံကို သူတို့အလုံးမလုံးမရှက်ငေးနေကြရသည်မိခင်သည် အနှင်းနှင့်အလားလာကစူဆောင်းလာခဲ့သောမြေအိုးစုဘူးကိုခက်ဆဆလှောက်ခါကြည့်နေသည်တွုံးခဲ့သည် ညနေခင်းများတွင်ဆင်းလာတတ်သောမိုးတက်မုန်တိုင်းများကိုခါခါတူတူ မုန်တီးမိခဲ့ပြီးသည်။တန်လွင်ကို မော်လမြိုင်အပိနာဆင်ပေးခဲ့ကြတဲ့အတွက်ချီးစွတ်တင်ပါတယ်ရှင်။